နိုင်ငံပေါင်း183နိုင်ငံပါဝင်တဲ့နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ကမြန်မာနိုင်ငံကိုစားပြုဖြစ်ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုဆက်လက်အသိမဲ့ပြုရလို့ဆုံးဖြတ်ကြေညာလိုက်ပါတယ်။လက်ရှိကျင်းပနေတဲ့150ကြိမ်မြောက်နိုင်ငံတကာပါလီမန်များညီလာခံရဲ့အမှုဆောင်ကောင်စီအစည်းအဝေးမှာမြန်မာနိုင်ငံကိုစားပြုဖြစ်ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုနိုင်ငံတကာပါလီမန်များအဖွဲ့ IPU ရဲ့အဓိကဆွေးနွေးပွဲမိဖက်ဖြစ်ဆက်လက်အတိမတ်ပြုကြောင်းဆုံးဖြတ်ကြေညာခဲ့လို့လည်းသိရှိရပါတယ်။နိုင်ငံတကာပါလီမန်များအဖွဲ့ IPU ဟာမြန်မာနိုင်ငံမှာအကြမ်းဖက်စစ်တပ်ကအာဏာသိမ်းပြီးရနာမှာပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH ကိုမြန်မာပြည်သူတို့ရဲ့တရားဝင် ကိုစားပြုဖွဲ့စည်းဖြင့်အတိမတ်ပြုခဲ့တာဖြစ်ပြီးပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH အနေနဲ့လည်းနှစ်စဉ် IPU ညီလာခံတွင်နေ အစည်းအဝေးတွေကိုတက်ရောက်ခဲ့လို့လည်းသိရှိရပါတယ်။စကိုင်းတိုင်းကတရုတ်ဝမ်ပေါင်းကမ္ပဏီဝင်အတွက်တက်ဆွဲပြီးတော့ပြည်သူတွေကိုလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပစ်ခတ်နေတဲ့အချက်ဖတ်စစ်တပ်ကိုတော်လန်ရေးတပ်တွေကတရက်ခုမမရှော့တိုက်ဒုံးတွေနဲ့ပြန်လဲပစ်ခတ်ရမှာတရုတ်ဝမ်ပေါင်းဝင်အတွက်ပောက်ကွဲမှုတွေဖြစ်ပြီးမိတွေပါလောင်ကျွမ်းပြီးတော့အရေးပေါ်အချက်ပေးတန်တွေနဲ့တညာလုံးယုံရင်စံကတ်တွေဖြစ်နေကြတယ်လို့ဒေသခံပြည်သူတွေနဲ့တော်လန်ရေးတရင်ရင်မြစ်ကရန်ကုန်ခေတ်တွေကိုပြောပါတယ် ကရင်ပြည်နယ်မြောက်ရီမြို့နယ်ကစစ်တပ်လက်အောက်ခံ BGF ထိန်းချုပ်ထားရာ KK ပတ်ကကြားဖြတ်ငွေလိမ်လုတဲ့တရုတ်တထေးတွေအပါအဝင်အရေးပါတဲ့သူတွေကိုစစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင် စောချစ်သူတင်ဝင်းနဲ့မုတ်တုံတို့ကခေါ်ထုတ်သွားပြီးခိုးလုံွက်ပေးထားတယ်လို့ကရင်စစ်ရေးတရင်ရှင်မြင့်ကရေကုန်ခစ်တက်ကိုပြောပါတယ်ဒါကတော့အောက်တိုဘာလ22ရက်နေ့ကတည်းကစစ်တပ်လက်အောက်ခံ BGF ခေါင်းဆောင်စောချစ်သူတင်ဝင်းနဲ့မုတ်တုံတို့ဟာ ကေကေဘက်မှာရှိတဲ့ကြားဖြတ်တရုတ်တထေးတွေ online လိမ်လည်တဲ့ဤပညာဆိုင်ရာပညာရှင်တွေအပါအဝင်အရေးပါတဲ့သူတွေကိုခေါ်ထုတ်ပေးသွားပြီးတချို့ဟာရွှေကုတ်ကူမှာရောက်လာသလိုတချို့က BGA တက်ရဲ့အထူးစီစဉ်ပေးထားတဲ့နေရာတွေမှာခိုးလုံနေကြတယ်လို့ဆိုပါတယ်အချက်ဖက်စစ်တက်ကသူတို့လုံးမဲ့ရွေးကောက်ပွဲအတူကြီးအတွက်မဲဆစ်စစ်စေးတဲ့သူများပြတဲ့အကြောင်းကိုတင်ပြခိုင်းနေတာကြောင့်ရက်ွက်ကြီးရွာအုပ်ချုပ်ရေးမှုတွေကနေစားတွေခေါ်ပြီးလူစုလူဝေးပုံစံဖန်တီးပြီးတော့ မဲစင်းစစ်နေတဲ့သူတွေအတွင်နဲ့လိန်လေတင်ပြနေရတယ်လို့မြို့နယ်ထွေအုပ်တည်င်းရင်းမြစ်တို့ကိုတိုင်ရန်ကုန်ခေတ်တွေကိုပြောပါတယ်